နေ့စဉ်ကျင့်ရန်ဘာရီစားမည်နီအရေးအတွက်လားအရေးအသွေးလားဘာကိုစားမည်နီအဟာရမပြည့်သည့်အစာတွေကိုဗိုက်ပြည့်အောင်စားမလားအဟာရပြည့်တာကိုနည်းနည်းလေးစားမလားပြည့်နေနေလင်းအိမ်ငိုင်မည်အလုတ်ကိုလည်းထိခိုက်နိုင်ပါသည်နည်းနည်းစားဘိုက်ကိုချအောင်ထားပါ စားသမျှသည်အဟာရဖြစ်ရမည်။ကုံရကျိုးနှက်စီရမည်ဟု တွေးထားပါ။အသင့်စားတရေစားများစားသုံးခြင်းမှာကျန်းမာရေးကို ထိခိုက်စေသည်။ဆန်၊ခေါက်ဆွဲ၊ပေါင်မုန့်တို့ကိုအ धिक အစားအစာအဖြစ်စားသင့်သည်။အစီများသောအစားအစာများကိုလျှော့စားပါ။အစားအစာများကိုအေးဆမှစားခြင်းထက် ပူပူနွေးနွေးစားခြင်းကပိုပြီးနှောက်မြိန်စေသည်။ ထမင်းကို တပကံသို့မဟုတ် ခွက်သေးသေးလေးတစ်လုံးသာစားမည်ဟု ဆုံးဖြတ်ထားတင်သည်ညစ်ပတ်သောအစားအစာများမတန့်ရှင်းသောအစားအစာများကို မစားပါနဲ့ဘိုင်းမပြည့်မီအစားကိုရက်နိုင်အောင်ကြိုးစားတင်သည် အစာကိုညက်အောင်ဝါးစားမည်အစာစားနေစဉ်ရေကိုနည်းနည်းသာတောင်းမည်ထမင်းစားလေထမင်းစားပါ ရေတောက်ပြီးအာယုံပြတ်အောင် မလုပ်ပါနဲ့ စာမစားမည်မစားဘဲစားခြင်းကိုရှောင်မည်ဖြစ်နိုင်လင်အိမ်ကချက်ပြုတ်ပြီးတော့အစားစာများကိုသာစားမည်ဟင်းဒီဟင်းရွက် အသီးနှံများကိုမြန်မြန်စားမည်စားလျင်စင်စားတတ်နိုင်သမျှတကြားကိုရှောင် စားကိုရှောင် အရက်ကိုရှောင်စံအာလူပဲကစုံဥရုကိုမြန်မြန်စားပါငါတူဘူးမြေပဲတို့ကိုလည်းစားပါ စာ၊ဂျုံဖြူ၊တကြားနှင့်ဓာတုပစ္စည်းများပါဝင်သောအစားအစာများကို မစားပြစ်အောင် ထိန်ချုပ်ပါ။အချို့ဓာတ်နှင့်အရက်တို့ကိုမိမိစားတော့သည့်အစီအစဉ်တည်းသို့မထည့်ပါနှင့်။ငါ၊အသားအသီးရွက်တို့ကိုမျှတအောင် ရောချက်စားပါ။စာအောင်ထား။စာမစားနည်းနည်းချင်းစားပြည့်အောင်မစားပါနှင့်။အားဖြည့်ဆေးတွေတောက်ခြင်းဗီတာမင်ဆေးတွေတောက်ခြင်းထက် အားပြည့်အောင်ဗီတာမင်ကျွယ်ဝအောင် အစားအစာများကိုရွေးချယ်စားတော့ပါတကြားများများစားတကြားဆွဲစားများများစားစားဆွဲအရက်များများတောက်အရက်ဆွဲက ကျမ်းမာရေးဇောက်ထိုးမှုမျိုးဖြစ်သွားနိုင်ပါတယ်အရက်တောက်ရင် စားကောင်းသည်အရက်တောက်ရင်ဝါလာမည်ဆိုခြင်းမှာအစပိုင်းသာဖြစ်ပါတယ်နောက်ပိုင်းတွင်အရက်ကြောင့်ဒုက္ခရောက်သည်ကများပါတယ် ီတာမင်ချို့တဲ့သောအစားအစာများစားလျှင်ဗီတာမင်အားနည်းသောကိုယ်ခန္ဓာကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။အချို့နဲ့အငံတို့ကိုအကျင့်မလုပ်ပါနဲ့။အရက်လည်းအချို့ဓာတ်ကို အခြေခံကချက်ပြုတ်ထားသည့်အရေးဖြစ်ကြောင်းသတိပြုပါ။ထို့အရာများက လူကိုဆွဲလန်းစေပြီးဖျက်ဆီးတတ်ပါရဲ့။ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာနိုင်ပျော်စားဆက်ရာ တတဝါဟုသမျှတို့သည်အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။